ုံးဆက်တယ်ဆိုတာတကယ်တော့လွယ်လွယ်လေးပါ။ဒါပေမဲ့အဲ့လွယ်လွယ်လေးရဲ့နောက်ကွယ်မှာလူတစ်ယောက်ပေါ်မှာအရေးကြီးဆုံးဖြစ်တဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးအခမဲ့ဆွေးနွေးမိမဲ့တိုင်မျိုးတွေရနိုင်တယ်ဆိုတာသင်သိပါလား။ကျမတတစိတ်မှာအမျိုးသမီးလေးတွေဓမ္မတာလာရင်နာကျင်ကြိုက်ခဲတတ်တာပုံမှန်ပါပဲ။ဒါပေမဲ့ပုံမှန်တက်လွန်ကဲတဲ့နာကျင်ကြိုက်ခဲမှုတွေကတော့ကျန်းမာရေးတက်တာတစ်ခုခုရှိနေအောင်ညှို့ဆွဲသဘောပါပဲ။ဒါပါဆိုဆိုရင်တော့တဲ့အိမ်ရဲ့ line လို့ခေါ်တဲ့အနာသက် tissue တွေကတဲ့အိမ်ထဲမှာမဟုတ်ဘဲနဲ့တဲ့အိမ်မှုတ်တဲ့ခန္ဓာကိုယ်တခြားပြင်ပနေရာတွေမှာရှိနေတာကြောင့် ဓမ္မတာလာရင်မန်စထရေးရှင်းလာရင်ပေလောက်အောင်နာကျေခက်ခဲမှုကိုခံစားရတာပဲဖြစ်ပါတယ်။ဒါကိုစိတ်လို့ဆေးပညာမှာ endometriosis လို့ခေါ်ပါတယ်။အဲ့တော့ endometriosis ဖြစ်နေပြီဆိုရင်မန်စထရေးရှင်းလာတဲ့အချိန်မှာအရင်မခံမြန်းတဲ့အောင်အောင်နဲ့နာတယ်ဘယ်လောက်တောင်အောင်လဲဆိုရင်တချို့မျိုးသမီးဆိုကိုယ့်ကိုယ်ကိုတတ်တည်နစ်ချက်လောက်အောင်နာကျင်ကက်ခဲတာမျိုးခံစားရတတ်ပါတယ်။ပြီးရင်စီးသွားရင်လည်းသွေးတွေဆင်းတယ်ဝမ်းသွားရင်လည်းသွေးတွေပါတယ်။ အမျိုးသားနဲ့အတူနေအရန်နာတယ်သူလည်းအတူနေပြီးနောက်ပိုင်းမှာအရန်နာတာမျိုးရှိရဲ့ဒီ one byte out byte တင်မစုံအတွင်းပိုင်းကနေငါးကြိမ်ကြိုက်ခဲမှုကဆိုးဝါးဖြစ်တာမျိုးကိုတွေ့ရပါတယ်ဒါဆိုမလို့ဒါပါဆုံးဖြစ်တာလဲဆိုပြီးတော့ cost ကိုရှာရှိရခါမှာလည်း reason ကအเจ้าမဲမဲအရာမရှိတာကိုတွေ့ရတချို့ရေလဲကိုယ့်ရဲ့အမေတွေအတော်တွေမှာဖြစ်ရင်ကို့မှာလည်းဖြစ်တတ်တာမျိုးတွေရှိပါတယ်အဲ့တော့ဒါကိုသက်တာအောင်ဘယ်လိုလုပ်ရမလဲဆိုအဓိကကတော့ तू ကဆိုပါဆိုအသက်သွေးစစ်စင်းလာအရင်များတယ်နော်သွေးစင်းလာလည်းများတယ်နာတာပြအဲ့ဒါကိုသက်တာကိုစိတ်နှုတ်ကအခက်ခဲပြောက်စေးလေးတွေပြီးတယ် paracetamol နဲ့အဆင်ပြေသူရ ှင် ibuprofen နဲ့မှအဆင်ပြေတဲ့သူရှင်တချို့လည်းဒါတွေတောက်တာမှမရဘူးအဲ့လိုဆိုရင်စိတ်တို့ကဟော်မုန်းသားစချာဆေးလေးတွေပေးတယ်ပေါ့နော်တောက်ဆေးလေးတွေပေးတယ်တချို့ကျလည်းဒိတ်တဲ့အိမ်နှင်းကိုထည့်တဲ့ပစ္စည်းကရိယာလေးရှိအဲ့ဒါလေးထည့်ကြည့်ရဲအဲ့ဒါလေးထည့်လို့မှမသက်သာဘူးဆိုလို့စိတ်တို့ကခွဲစိတ်ဖို့ surgery လေးကိုစဉ်းစားရပါတယ်ပြီးတော့ဒီ endometriosis ရှိတဲ့သူတွေကကိုယ်ဝန်ဆောင်မှုတာသမီးရဖို့လည်းခက်ခဲတတ်တာကိုတွေ့ရပါတယ်အဲ့တော့စိတ်ကူးနာပြောလို့ပဲတောက်ဆေးလေးနဲ့မသက်သာတဲ့သူကခွဲရတယ်ဘာလို့ခွဲရတာလဲ တချို့ရေကြတော့ဒီဥဝဥတက်မှာတွေ့နေရဆိုအဲ့ဥတက်တွေ့တယ်ဆိုဥတက်နားလေးကိုဖျက်ထုတ်လိုက်တာမျိုးတချို့လည်းဥမာကြီးမှာတွေ့နေရဆိုအဲ့တရှူလေးကိုခွဲထုတ်ဖျက်ထုတ်လိုက်တာမျိုးတချို့ကြပါလဲဆိုဒီတအိမ်ရေရှိမယ်အိနာသားဥပြုံရှိမယ်အဲ့ဒါကြီးအကုန်လုံးဖျက်ထုတ်တာသားဥတွေအကုန်လုံးဖယ်လိုက်တာအဲ့တော့ဘာဖြစ်လဲဆိုဒီတအိမ်တွေရောသားဥတွေရောဖယ်သားဥပြုံတွေရောဖယ်လိုက်တဲ့အတွက်သားသမီးယူဖို့တွေမရတော့ဘူးအဲ့ဒါကြောင့်မလို့ endometriosis လို့ခေါ်တဲ့တအိမ်တွင်းတ िश ူတွေကနေရာလွဲမှားပြီးဖြစ်နေတဲ့ကိစ္စကိုကုသမှုကသူက အချိန်မှာသားသမီးယူမလားမယူဘူးလားပုံမှန်လည်းမှုတည်ရယ်ပြီးတော့သွေးဆုံးရည်နေအမျိုးသမီးတွေဆိုရင် အာသူ့ဒီ endometriosis ကသူ့ဘာသူတက်တာဟောတယ်လေဒါကြောင့်မလို့ကိုကသွေးဆုံငန်ဒီမျိုးသမီးတွေပြီးတော့ယောဂလက္ခဏာလည်းတိတ်ရင်မပြင်းထန်ဘူးဆိုရင်စိတ်ကကုသမှုပေးလေမရှိပါဘူးအဲ့တော့သူဒီသားသမီးယူမယ်မြူပြီးတော့မူတည်ပြီးတော့တောက်ဆေးပေးမလားခွဲစိတ်မှုပေးမလားအကုန်လုံးကိုခွဲထုတ်မလားဖျက်ထုတ်မလားဆိုတော့ကွာခြားတော့မှာပဲဖြစ်ပါတယ်တကယ်လို့ညာမိမိကိုနိုင်ကဖြစ်စေကုသငယ်ချင်းပေါင်းတဲ့နေမှာဖြစ်စေဓမ္မတာနဲ့ပတ်သက်ပြီးကျန်းမာရေးတဒနာစူးစူးဝါးဝါတွေ့ကြုံခံစားနေရတာမျိုးရှိတယ်ဆိုရင်ဆရာဝန်တွေနဲ့အခမဲ့ဆွေးနွေးမေးမြန်းတိုင်ပင်ခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်ခုရှိရှိကိုကနန်းလေးလုံးကိုအတန်းစင်ကနဲ့ဖုန်းပေးတဲ့များတစ်ချက်မှမကု ုံမဲ့အခုပဲဖုန်းဆက်ပါ